မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါတယ် sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ17ရက်17လ2025ရက်နော်ဒုတိယ file ပေါ့အခုအဲပလောင်တွေကလည်းပဲဒီလိုမျိုးသူတို့နေရာမှာအာဒါတာတာယာဖျောက်လုံးနေပြီဆိုတော့ပလောင်တွေကအဆုတ်သွားတဲ့အချိန်မှာ PDF တွေကတော့ပုံစုပ်ပဇက်တွေဒါမိုးကုတ်မျိုးရဲ့အချိန်တွေပေါ့ဗျာကြည့်ကြမယ်ဒါကြည့်လိုက်ဒါဖားကန်ကြတာပဲနော် ဒါဖားကဲမဟုတ်ပါဘူး။အရင်တော့ကဒီနေရာလေးကဒီလိုလေးပါဓမ္မပါ။အဲ့ဒါကမိုးကုတ်ကောက်ကင်းလေးပါ။အရင်တော့ကဆိုတော့ဒီလိုလက်လာလေးပေါ့နော်မြက်ခင်းမြင့်ဖိဖိလေး။ဟောမြင်လားဒီလိုပန်းပင်လေးတွေဒီမှာ။အဲ့ဒါကိုဟိုခါမူပန်းလေးတွေဒီလိုလေးတွေနဲ့အိုးတအားလာခဲ့တာ။အဲအဲ့လားအဖို့ရောက်သွားတဲ့မိုးကုတ်ကအဲ့ဒီခေါက်ခွေးကအဲ့ဒီပုံစံမျိုးဖြစ်နေတယ်။အဲ့လိုပုံစံမျိုးဖြစ်နေတာမိုးကုတ်သူတယောက်ရိုက်ထားတာလေးကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်။နော်။ ဲ့တော့ကျွန်တော်တို့တိုင်းပြည်ကသူတို့ကတကယ်တိုက်တာလားနိုင်ငံတော်အတွက်တိုက်တာလားတကယ်လို့အကြမ်းဖက်သူတို့ ပြောနေတဲ့ဟိုနေမှာလဲတပ်မတော်ကိုတိုက်တာလားဘာမှမဟုတ်တော်လိုင်းလို့တော့သူတို့အကျိုးစီးပွားတွေရဖို့နေရာတိုင်းမှာအကျိုးစီးပွားတွေရဖို့အကျိုးစီးပွားတွေအောင်မြင်ဖို့တော့သူတို့လှုပ်ဆောင်နေတာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့တွေ့ရတော့နောက်တစ်ခုကျွန်တော်ဆက်ပြောမှာဆိုဒီ တတိယလေးကိုချီတာမို့ကျွန်တော်မော်လိုက်ပဲမော်လိုက်ပဲဆိုရင်တတိယနေ့တိတ်ပြောမပြောကြဘူးဆိုပြီးတော့ကျွန်တော်ပြောကိုပိုင်ကြီးမော်လိုက်ပဲအကြောင်းကြီးပြောတာမတွေ့ဘူးပြောလည်းမပြော မော်လိုက်အကြောင်းမသိလားတကယ်မသိဘူးမော်လိုက်ကြောင်ဘာဖြစ်နေမှန်းကိုဒါပေမဲ့မော်လိုက်ကဆိုကျွန်တော်တည်းလို့ပြောတော့ကျွန်တော်ဆိုမော်လိုက်ကဆိုတဲ့တတိယလမ်းပို့ပြီးပြောပြမော်လိုက်မှာလဲရှားပေနဲ့ကင်းတဲ့ဒီနှစ်ယောက်ပိုင်းတက်ကထိတာလားမော်လိုက်တစ်မျိုးလုံးဝမရှိတော့ဘူးတဲ့ ဲ့တော့မော်လိုင်းတမျိုးတော့မရှိတော့ဘူးဆိုတော့မော်လိုင်းနဲ့ကလေးဝကားလမ်းမှာဒါဖလူဆွဲတရားဆိုလို့ရှိရင်မိုင်းခွဲတာလည်းခဏခဏဒီ PDF တွေကအကုန်လုံးက PDF တွေပဲပိုင်သွားပြီတဲ့အဲ့ညမှာဆိုတော့ဒီချင်းနဲ့မြဲအနောက်ဘက်ကမ်းမှာဆိုလည်းဒါတုံးပင်ရွာပေါ့အဲတုံးပင်ရွာတိတ်ရွာပဲဒါတပ်မတော်ကစိုးမိုးတာလာရှိတယ်တဲ့တုံးပင်ရွာအရှိမှာဆိုမော်လိုင်းအဲ့ မော်လိုက်ကလေးရွာပေါ့နော်မော်လိုက်ကလေးရွာဆိုလဲဒါအကြမ်းဖက်တီးပဲရှိတယ်တဲ့အဲ့ဒီအရှိတ်ဘက်မှာဆိုလို့ရှင်လဲသွားအင်းရှိတယ်နောက်ဘက်မှာဆိုလဲချင်းနှင်းမြစ်တွေရှိတယ်ချင်းနှင်းမြစ်ရှိတယ်ပေါ့ချင်းနှင်းမြစ်ရှိတော့အဲ့ဒီရွာကလည်းပဲအင်ဂျင်290လောက်ရှိတယ်အဲ့တော့အများစုအချင်းနှင်းမြစ်မှာကြတော့ဘာဖြစ်လဲဆိုတော့ရွှေဖောင်တွေပေါ့တအားများတယ်အဲဒီလိုမျိုးပေါ့တရားမဝင်ရွှေဖောင်အဓိကအတိုင်းကိုတိုက်ချင်တာလားနိုင်ငံကိုဖျက်ဆီးတဲ့ဘာကိုလုပ်ချင်တာလဲတော်လိုင်းလုပ်ချင်တာမဟုတ်သူတို့အကျိုးစီးပွားအတွက်ကိုလုပ်တာ နိုင်ငံတိုင်းမှာကျွန်တော်ကြည့်နေတဲ့တိုက်တာခိုက်တာမဟုတ်ရရင်တည်ရင်စားတာကိုပဲယူကြတာအဲ့တော့လူရမှုတစ်ခုပဲဖြစ်တယ်နိုင်ငံတော်ရဲ့တည်ရင်စားတာအကျိုးစီးပွားတွေလူရမှုပဲဖြစ်တယ်တော်လိုင်းမဟုတ်တော့ဘူးအခုဆိုလို့ရှိရင်ရွှေတွေဆိုလို့ရှိရင်ကျွန်တော်အခုတို့ဘာကြောက်ပြောလာတယ်ဆိုရွှေတွေကတအားသေးကြီးလာတယ်အဲ့ရွှေတွေအဲ့မျောတွေကနေပြီးတော့အဲ့သူတွေနဲ့ချိတ်ဆက်ပြီးတော့မြန်မာနိုင်ငံရဲ့ရွှေတွေမြန်မာနိုင်ငံနဲ့ပြန်ရောက်လာနိုင်ငံခြားရွှေတွေဝင်လာလည်းမဟုတ်အဲ့တော့ကနိုင်ငံတော်ကတမထားတဲ့ဈေးက350ကျော်လို့ချေသူတို့က350ကျော်လို့80ကျော်ကြီးလို့ဆိုဒါတွေကလည်းဥပဒေတွေတအားမဲ့နေတော့နိုင်ငံတော်ကလည်းပဲအချီညိုပြက်စီတာပေါ့ နော်နိုင်ငံတော်ထုတ်လုပ်ထားတဲ့ထုတ်မှတ်ထားချမှတ်ထားတဲ့ဥပဒေကအာဒါဟိုနေမောဘယ်လိုပြောရမလဲဆိုတော့လေးစားလိုက်နိုင်အောင်မရှိဘူးဖြစ်ကုန်တာပေါ့နော်ဖြစ်ကုန်တာဆိုတော့အရေးယူမှုမရှိလို့လည်းလေးစားလိုက်နိုင်အောင်မရှိတာဖြစ်တယ်ဒါတွေကိုတော့ထိတိရောက်အရေးယူမှဒါလည်းနိုင်ငံတော်ရဲ့နိုင်ငံဥပဒေနိုင်ငံတော်ရဲ့အဲဥပဒေကနိုင်ငံသားတိုင်းလေးစားမှာဖြစ်တာပေါ့နော် ဒီဥဒေကိုထိသိမ်းစောင့်ဆောင်တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ရှိမယ်အဲဒါတရားစီရင်စုတရားစီရင်အဖွဲ့တွေရှိမယ်အဓိကတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတော့အာကူရတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပြည်သူကအာကူရတယ်ပြည်သူကနေပြီးတော့တန်ကြောတဲ့ခါကြတယ်ဟုတ်မို့ဆိုတော့အဲဒါလေးလုတ်ပေးတာကမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဒါပြည်သူကိုချစ်ခင်မြနိုးတယ်လို့ပဲတံပိုးထားတယ်လို့ပဲကျွန်တော်အနေနဲ့သုံးသပ်ပြပါတယ်နော်ဒါမြန်မာနိုင်ငံရဲတပ်ဖွဲ့လည်းပဲပြည်သူကိုချစ်ခင်မြနိုးတယ်ဆိုတာလည်းပဲကျွန်တော်တို့ကသိပါတယ် အဲ့တော့အရေးယူဖို့လိုအပ်တာလေးတွေကိုလည်းအရေးယူပြီးတော့ဥရိယာစောက်ရှောက်တင်တာလေးတွေကိုလည်းစောက်ရှောက်စေခြင်းပါသေးတယ်နော်။အညာနိုင်ငံရဲ့တပ်ဖွဲ့ကိုလည်းကြာဒီနေ့ကနေပါကျွန်တော်တိုက်တွန်းကြပါလေ။အဓိကကတော့ဟောဆက်ပြောမှဆိုဒီချင်းတွင်းလေးတစ်ချောင်းမှာရှိတဲ့ရွှေမျောလေးအဲဒီချောင်းတို့ဒီအညာလေးဒီမနေ့ကတော့ရှင်းကူတို့ချောင်းတို့တပိန်ချင်းတို့ရေဦးတို့အဲ့ဒီဘက်မှာရှိတဲ့လက်ပန်းလားအမှရွှေထွက်နေတဲ့နေရာတွေအားလုံးကဒီနောက်ဆုံးတေဆောင်ဆန်းဆိုတော့မှရွှေပိတ်တာချိန်ပေါင်းကိုတော်တော်များများကို ရှိသွားတယ်လို့ကြားရတယ်။အဲ့ဒါလည်းပဲရောက်လဲဒီဒီမြန်မာပြည်ထဲမှာပဲပတ်ရောင်းပြစ်တာပဲအကုန်လုံးကနော်။ရွှေဆိုင်ကြီးကိုပဲအဲဒါကျွန်တော်တို့တတိထားပြီးတော့မှနိုင်ငံတော်အစိုးရအနေနဲ့ပြစ်မထားအောင်ဆိုရင်တော့ဒါအကြမ်းဖက်တွေလည်းရော့ရဲသွားမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်။ဘာကြောင့်လဲဆိုတော့ရွှေဆိုင်ကြီးက80 80လောက်နဲ့ရောင်းနေတယ်50နဲ့သာသူတကယ်ရောင်းနေအကြမ်းဖက်ကောင်တွေကသူတို့စီကိုဒါရောင်းလို့ရှိရင်သူတို့ကဘယ်လောက်နဲ့ပြတ်သွားမလဲ။ ဟာလား၄၀လောက်နဲ့ဝယ်မှာပေါ့ဒါဆိုနည်းနည်းတက်တာမှာပေါ့ကျွန်တော်အကြံဖက်လုပ်ရတယ်မှာတို့လက်နောက်ဝယ်တဲ့အခါမှာနည်းနည်းတက်တာမှာပေါ့အဲ့လိုမဟုတ်တဲ့အခါကျတော့အဲရွှေဆိုင်တွေကနိုင်ငံတော်အစိုးရနေပြီးတော့မှာ3000နဲ့ရောင်းတယ်3000နဲ့ရောင်းတဲ့ခိုင်းတဲ့ဥစ္စာကိုမှသူက3900တိတ်ချက်တော့သူတို့ဝယ်တဲ့အခါလဲ3600 3900လောက်သူပေးပြီးဝယ်တဲ့အခါကျအကြံဖက်တွေတော့ကငွေကြီးပို့ရနေတာပို့ရတဲ့အခါကျတိုင်းမျိုးဖြည့်စည်းဖို့ လိုအပ်တာတွေသူတို့ပို့ပြီးသုံးသုံးလို့ရတာပေါ့ဒါကိုကျွန်တော်အနေနဲ့ထောက်ပြတာဖြစ်ပါတယ်ကတဦးသားစီတဦးသားစီမရှိပါဘူးเนาะအဲ့တော့အကြမ်းဖက်တွေကိုအားပေးနေတယ်လို့ပဲကျွန်တော်အနေနဲ့ကအာသုံးသပ်နေတယ်ဒီຢာလေးတွေကိုကျွန်တော်ထောက်ရှုခြင်းအားဖြင့်ဘာလို့လဲဒီရွှေတွေကဒီဘက်ကလာတဲ့ဒီဘက်ကနေပဲဈေးကြီးပေးဝင်တယ်ဒီဘက်ကိုပြည်သူဘက်ကိုဈေးကြီးပြန်ရောင်းတယ်ဆိုတော့ပြည်သူဘက်ကငွေတွေအားလုံးကိုအကြမ်းဖက်ဘက်ကိုငွေချီးစင်းတော့လုပ်ပေးတယ်လို့မျိုးကျွန်တော်အနေနဲ့ယူဆမိတယ်နော်ဒီရွှေတွေကရွှေဆိုင်တွေအားလုံးဒီနိုင်ငံသားတွေကဝင်လာတဲ့ရွှေတွေကိုသွားပြီးတော့မှဒေါ်လာနဲ့ဝယ်တာမဟုတ်ဘူး အဲမဟုတ်ဘူးလို့ကျွန်တော်နေနဲ့ယူဆသုံးသပ်မိတယ်။ဟုတ်ရွှေဆန်းလေးကိုကျွန်တော်ကဂွန်ဒလောမှာဘာကြောင့်ပြောလဲ။အဲ့ဒီပြဿနာတွေကဒါကကျွန်တော်တို့ကြားသိလာတာရှိတယ်။ကြားသိလာတာရှိတာဒါလေးတွေကိုထိန်းချောင်းစေတဲ့ဆန္ဒတခုနဲ့ပြောတာဖြစ်ပါတယ်။လူတူမှာဆိုလို့ရှိရင်ဗျာအဲအမျိုးသမီးတယောက်ကရွှေနဂတ်လေးတောင်မှပန်နိုင်ဘူးဗျာ။ဒီငကလေးဆိုတခုတစ်ပဲပေါ့ဗျာအများကြီးတော့မဟုတ်ပါဘူးအဲငကလေးပန်ဖို့အတွက်က၄-၅သိန်းနဲ့လည်းပန်လို့မရဘူးအဲ့လိုမျိုးတွေရှိတယ် လင်းငါသိန်းနဲ့ပတ်စံလေးလင်းငါသိန်းရဖို့ဆိုတာလည်းတော်တော်ရုံးကန်ရတယ်တချို့ဈေးရတယ်ပလုံကောင်းတဲ့လူတွေမျိုးသမီးကလေးမတွေတွေတွေ့တာအများကြီးတော့လည်းကျွန်တော်တို့နိုင်ငံမှာရှိပါတယ်အဲ့တော့သူတို့တွေမှလည်းပဲအဲဒါသူများတွေရှေ့ဝေးလို့ချင်တယ်သူတို့လည်းဝှစ်ချင်ရှာမှာပေါ့တကယ်ကြယ်တော့သူကနိုင်ငံတော်ကတိတ်ငါလည်းပြောတယ်ဖိုဘက်ကတိတ်80 80လေးဖြစ်တယ်အဲတိတ်80 80လေးကလည်းသူတို့ကပြောင်းဝဲတော့တိတ်80ပဲမှာအချမ်းဖက်တရားဟိုမှာရွှေတွေကိုနိုင်ငံတော်စိတ်ဘာမှမပေးမဆောင်နဲ့တူးတယ်အဲဒီဘက်ကိုရွှေတွေကြတော့ဈေးအများကြီးယူတယ်ပြီးရင်အဲ့မှာပဲသူတို့ဈေးပဲချမ်းသာသွားကြတယ်ဆိုတော့ဒါဟာ ကျွန်တော်တို့နိုင်ငံတော်အစိအနေနဲ့စဉ်းစားပေးဖို့လိုအပ်တယ်လို့ဒါကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျာเนาะအခုဆိုလို့ရှိရင်ဒါရခိုင်ဒီကြောက်ပြီးပါမှာဆိုလို့ရှိရင်လည်းဒါတိုင်းချောင်းရွာရှိမယ်တိုင်းချောင်းရွာမှာရှိတဲ့တိုင်းချောင်းဆက်ကိုတောင်တော်ကအလုံးစုံပြန်လဲထိန်းချုပ်လိုက်တာဖြစ်တဲ့အတွက်အဲအားလုံးကကြောက်ဖြူမှာကတော့ရေအကုန်လုံးရခိုင်တော့အဖြစ်အဖြစ်လောက်ဖြစ်သွားပြီလို့ပြောရမယ်เนาะတောင်တော်ကဒီရခိုင်ဘက်ကိုကျွန်တော်ကြားသိတဲ့တင်ရတော့ကွာတန်တွဲဒီဘက် ဟိုကျွန်တော်ရွေးကောက်ပွဲလုပ်မယ့်နေရာတွေကိုဟိုဆွေးနွေးပွဲနဲ့ယူမယ်တို့တော့ကျွန်တော်တို့လည်းသုံးသပ်မိတယ်။ဘာလို့လဲနိုင်ငံတော်ကဆွေးနွေးပွဲနဲ့ယူတာတွေကိုတစ်ဖက်အကြမ်းဖက်မီဒီယာတွေမှာတော့တမျိုးပြောကြနေမယ်။မင်းတို့ကတရုတ်ကိုသွားသွားတောင်းတယ်တို့တော့မဟုတ်ဘူး။တမ်းတော်ကတိုက်လို့ရှင်အဲ့မှာရှိတဲ့ပြည်သူတွေတေကုန်ပါဆိုလို့ဒါမျိုးနောက်ဆုံးမှလာအာတရုတ်ကိုပြောတယ်ဆိုတာကဒါတက်တည်ထူတာ တသိထူတာဒီကညီနိုင်ပြီတယ်မရအောင်မရချမှာပဲမရချမှာပဲတခါလဲအပြည့်ချင်းအပြောင်းချင်းမှာပဲဒါပတော်ဆိုညီချင်းအနေနဲ့အပြည့်သူလူလူတွေငဲညာတောက်တာတော့အပြည့်မင်းတို့နောက်ဆုံးမှာလာခွာစစ်စင်မှာလာမစင်ဘူးမစင်တော့ငါတို့တိုက်ပြီးဆိုပြီးပြောပြီးတိုက်တယ်ဆိုတဲ့သဘောပဲအဲမင်းတို့ကအဲသူတို့တော့ကျတော့ဒီလိုပြောပြီးတိုက်တာမဟုတ်ဘူးပြပြသားသားရရင်ဆိုင်ဆိုင်တိုက်လာတာကိုတွေ့ရမှာတောင်းမဘက်ကအဲ့လိုလောက်တာတော့မတွေ့ရကဲဟိုမင်းတို့ငါတို့တိုက်တော့မှဖြစ်တဲ့အတွက်မင်းတို့နောက်ဆုံးမှာလာငါတို့တိုက်ရမှာလားဆိုမေးတဲ့စကားအတူတူပဲဒါမှမဲ့ဒဲမမေးပြန်မှဂျားခံမေးလိုက်တာ ဒါကမေးလိုက်တော့တသိယူလိုက်တာဟောအဲတေယုတ်ကဘိန်းနာမှာရှိတယ်အာဟုတ်တယ်ဒါသူတို့ကတိုက်ရတော့မယ်ဟောပါဦးနေဖြစ်တယ်အဲ့တော့ဘာလုံးမှလဲရွေးကောက်ဝယ်လဲနေလာပြီရွေးကောက်ဝယ်ဆိုနိုင်ငံအတက်သေးကျော်ဖြစ်တယ်နိုင်ငံမှာအဲအတက်သေးကျော်ကိုဖျက်ဆီးတာလေဒါတိုင်းမျိုးဖျက်ဆီးနိုင်ငံဖျက်ဆီးတာဖြစ်တော့အကြမ်းဖက်တိုင်းတိုင်းပြအရေးကိုအရေးယူမှာဖြစ်တဲ့အတွက်ဆိုဒါမျိုးတွေဖြစ်လာဖြစ်လာတော့အဲတေယုတ်နဲ့ဆွေးနွေးမယ်လို့လားဆွေးနွေးတယ်လားတော့မသိဘူးကျွန်တော်နေနဲ့ကြားသေးရတာရှိတယ်အဲတေးကြရင်တေးကြတော့ကျွန်တော်ပြောပြပါမယ်အဲ့နေရာကိုတော့ကျွန်တော်ရခိုင်ပြည်သူတွေအတွက်ဝမ်းသာစရာလေးကျွန်တော်ဒီစကားလေးကိုပြောတာပါအညီနိုင်တိုင်မယ်လို့ရရှိရင်လည်းကျွန်တော်ဝမ်းသာပါတယ် လူတွေမသေးကြဘူးအိုးအိမ်တွေမပျက်စီးကြဘူးအဲပြီးတော့မိမိရဲ့အနေအလေးမှာမိမိတို့အေးတန်းပြည့်နေရမယ်ပေါ့နော်အဲ့ဒါကြောင့်တက်မလောင်ကရခိုင်ပြည်သူတွေလည်းမသေးအောင်ရခိုင်တန်းတန်းကိုင်နေတဲ့အေးတွေလည်းမသေးအောင်တက်မလောင်သားတွေလည်းမဆုံးရှုံးလူသက်တွေမဆုံးရှုံးနှိနှိုင်းတာကိုကျွန်တော်အနေနဲ့လေးလေးလေးသားလို့ကြိုလဲကြိုဆိုပါတယ်အောင်မြင်ပါစေလို့လည်းကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျာနော်အဲ့လိုငြိမ်းချမ်းရေးနဲ့ဖွေအောင်မြင်သွားတဲ့ခါကျတော့အခုဆိုလို့ရှိရင်ဒါတရားလက်လေးဘက်မှာဆိုကျွန်တော်ဒီဓာတ်ပုံလေးတွေထပ်ပြချင်ပါတယ်ဗျာအဲ့လိုမျိုးအေးအေးတန်းတန်းလေးတွေဖြစ်ကုန်ကြပြီဖြစ်ကုန်ကြပြီဆိုတော့ကျွန်တော်တို့ကပြောလဲဗျာ ်နော်အခုနားမတူနားလဲအေးဒီတရားလက်လေးထိကျုပ်သားနေရတယ်အကုန်စုပ်ခွာပြီးတော့သူတို့မိမိဒီကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာမှာပဲအေးတကြံလေးနဲ့သူတို့လူမျိုးတွေသူတို့ကာကွယ်စောင့်ရှောက်နိုင်ပါသေးလို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်အခုလက်ရှိတိုင်ဝဲတွေပလောင်တွေနဲ့တိုက်နေရတဲ့ဟာတွေလည်းပလောင်တွေနောက်ဆုတ်စီကျင်းတယ်တောင်းတသားတွေထပ်တိုက်ကြမလို့ပဲနဲ့အိုင်းထဲမှာရှိတဲ့ပြည်သူတွေပဲအေးတကြံလေးနဲ့ပေါ့အေးတကြံလေးနဲ့အဲကိုပြည်နယ်ရဲ့ကိုဒေတာကောင်းရကောင်းကြောင်းကို လုံဆောင်ပေးသိချင်တယ်ဗောနော်အဲ့တော့နောက်ဆုံးကျွန်တော်ပြောချင်တဲ့စကားတစ်ခုကဘာလဲဆိုတော့အဲဒီအကျန်းဖက်ဒီအားလုံးဒီ ဒါပြည်သူတွေသိရှိဖို့အတွက်ကသူတို့ကနယ်နေလူနေတာလားဖြစ်တယ်။အဲတရားစသားတွေခုံးယူထုံထုံသုံးဆွဲတာလားဖြစ်တယ်။တရားစသားတွေကသူလက်နက်ကင်နေတာဖြစ်တယ်။တိုင်းပြည်တွက်လက်နက်ကင်တာမဟုတ်ဆိုသိရှိဖို့လိုတယ်။အဲ့ဒါဒီစကားပြောတဲ့ဥစ္စာမှာဘာကြောင့်ပြောလဲဆိုတော့နိုင်ငံကြီးမှာရောက်နေညီကမလားနေမှာအတီတရားလေးတွေရသိခြင်းနဲ့အတွေးခေါ်လေးတွေဖြစ်စေခြင်းနဲ့ခေါင်းကန်လိုက်တဲ့အချိန်မှာစပင်းမဆမ်းမနဲ့အုံနောက်ကိုဆမ်းကြည့်ပြီးဖို့လိုတယ်လို့ပြော။ကျောင်းတချို့ကခေါင်းကန်တယ်ခေါင်းကန်တော့စပင်းမဆမ်းမိတယ်။အဲ့စပင်းကိုမဆမ်းမိဘဲနဲ့အထဲမှာအုံအုံနောက်နဲ့အတိညာကိုဆမ်းမိစေခြင်းနဲ့ဗျာ။ တတိယမြနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တယ်ထွဲ။ကြိုင်းနေတတ်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာတတိယမြနေ့စဉ်ကြည့်စုနိုင်ပါတယ်ခင်ဗျာ။